人に何かをしてもらうコツ。とみゃうとくかいねかま。ディタやめじがどじ。人に何かをしてもらいたいなら、口を開く前に、どうすればそれをしたい気持ちを相手に書かせることができるかと、自分に問いかけてみよう。とみゃうとくかいねかま。パサムハゲン。 အဲ့ဒါကိုမပြောခင်မှာဘယ်လိုလုပ်မယ်ဆိုရင်တဖက်သူကလှုပ်ပေးကြစိဖြစ်လာမလဲဆိုတာကိုအရင်ဆုံးမိမိကိုယ်တိုင်မေးခွန်းထုတ်ကြည့်ကြမယ်။မှဆိုလိုချင်တာကသူများတို့ခုခုတောင်းဆိုမယ်။တခုခုခိုင်းမယ်ဆိုရင်အဲ့ဒီအောင်မပြောခင်မှာ ကိုပါဇက်မဟခင်မှာဘယ်လိုလုပ်မယ်ဆိုရင်ကိုကဘယ်လိုပုံစံလေးနဲ့ပြောမယ်ဆိုရင်တဖက်သူကလှုပ်ပေးကြစိဖြစ်လာမလဲဆိုတာကို အရင်ဆုံးကိုယ်ကိုယ်တိုင်မေးကြည့်ရမယ်။ဆိုးဆူလေပါ自分が知ってほしいことについて相手を説き伏せようという無駄な努力をする必要はなくなる。အလိုလိုမယ်ဆိုရင်ကိုလှုပ်ဆဲခြင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တပတ်သူကနားချတယ်ဖြောင်းပြတယ်ဆိုတော့မလိုအပ်တဲ့စူးစမ်းအထောက်အမှုတွေလောက်เสียမလို့တော့ပါဘူး။ မာဆိုလိုချင်တာကကိုကတခုခုမခိုင်းခင်တခုခုမပြောခင်မာဆိုနာပြောတယ်လို့ပစံမဟာခင်မှာပေါ့နော်ဘလို့ခိုင်းရင်သူတခါလေးလုတ်ပေးမလဲဆိုတော့ကို အရင်ဆုံးကိုကိုတိုင်မိခွန်းထုတ်ပြီးတော့စဉ်းစားပြီးမှကိုကပြောရမယ်တောင်းဆိုရမယ်အဲ့လိုလုပ်တဲ့အခါမှာတပတ်သူလှုပ်ချင်အောင်လို့နားချရဲဖြောင်းပြရဲဆိုတဲ့မလိုအပ်တဲ့အာထုံမှုတွေလောက်เสียမလို့တော့ပါဘူးဆိုတဲ့အသေးပဲလေးပေါ့နော် ာဒီစာပိုက်လေးကတော့စာကြောင်းလေးကနှစ်ကြောင်းနဲ့ဆိုပေမဲ့အထက်ကတော့ချက်လေးတခုရလိုက်ပါတယ်။ပဇံမဟာခင်မှာကိုတခုခုမခိုင်းခင်မပြောခင်မှာတေချာစဉ်းစားရမယ်ဆိုတဲ့အကြောင်းအရာလေးပေါ့နော်။